င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စနေကြာတိုက်ပွဲမှာအီရန်ဘက်ကလူအယောက်630နဲ့အစ္စရေးဘက်က28ဦးကိုတေဆုံးစေခဲ့တဲ့သတင်းအီရန်နျူစီမန်ဂိတ်မပြတ်စည်းခဲ့ကြောင်းထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို Trump ဘက်ကပယ်ချလိုက်တဲ့သတင်းနဲ့ နေတို့ဖွဲ့ရဲ့ကာကွယ်ရေးအသုံးစီတော် GDP ရဲ့900ရာခိုင်နှုန်းစီထည့်ဝင်ဖို့အဓိကထားဆွေးနွေးကြမဲ့သတင်းတွေပဲဖြစ်ပါရည်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စနေရက်ကြာနှစ်နိုင်ငံကြားတိုက်ပွဲကြောင်းအီရန်ဘက်မှလူပေါင်း630လောက်သေဆုံးခဲ့ရပြီးအစ္စရေးဘက်မှာတော့28ဦးသာသေဆုံးခဲ့ရတယ်လို့သိရပါရည်။ ဇွန်လ23ရက်နေ့ကစတင်ခဲ့တဲ့အဲ့ဒီစစ်ပွဲကိုဇွန်လ24ရက်နေ့မှာအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။အီရန်ကျမ်းမာရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရအစ္စရေးတိုက်ခိုက်မှုကြောင့်လူရောက်630လောက် သေဆုံးခဲ့ရပြီးဒဏ်ရာရသူ4,946ဦးရှိတယ်လို့ဖော်ပြထားပါတယ်။အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာလဲအီရန်ဟာပယ်ထိန်တုံးကြီးအစင်ပေါင်း900ကနေ950အထိကိုပိတ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ် ဲ့ဒီပြခတ်မှုကြောင့်အစ္စရေးဘက်မှာအဆောက်အအုံအများပြပျက်စီးခဲ့ရတယ်လို့လူပေါင်း28ဦးလဲတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။အီရန်သမ္မတကတော့အစ္စရေးရဲ့တိုက်ခိုက်မှုပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ပြည်လဲတိဆောက်ရေးလုပ်ငန်းတွေကိုစတင်မှုရှိတဲ့အကြောင်းပြီးခဲ့တဲ့အင်္ဂါနေ့မှာပြောကြားထားပါတယ်။အီရန်ဘက်ကနေစပွဲဝိုင်းဆွေးနွေးမှုတွေကိုဆက်လက်လှုံ့ဆော်လို့တဲ့ဆန္ဒရှိနေကြတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာအစ္စရေးစစ်တပ်ကလည်းဂါဇာဘက်ကိုပြန်ပြီးအာရုံစိုက်မဲ့အကြောင်းကြေညာသွားခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့အုတ်ချုပ်ရေးဖျက်သိမ်းနိုင်မှုနဲ့ကြံရှိနေသေးတဲ့တရားခံတွေကိုကယ်တင်နိုင်မှု အစ္စရေးစစ်တပ်ကဦးစားပေးဆောင်ရွက်သွားမယ်လို့အသိပေးထားခဲ့ပါတယ်။ဆလတ်တက်ဆက်ပြီးမှာကတော့ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကအီရန်နျူကလ িয়ার စီမံကိန်းတွေကိုဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲလက်အနေငယ်လောက်နောက်ဆုတ်သွားအောင်သာဆွန့်ဆောင်နိုင်ခဲ့တယ်လို့ထောင်လိုင်း၏အစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်အစ္စရေးဝန်ကြီးချုပ်ရောအီရန်သမ္မတကပါ သူတို့အောင်ပွဲရတဲ့အကြောင်း ပြောနေကြတယ်လို့ ထရမ့်ကလည်းအီရန်နူစီမန်ကိန်းကိုပြတ်သုံးစေခဲ့ပြီးလို့ကြွေးကြော်နေကြချိန်မှာကနအူးအကဲဖြတ်ထားတဲ့အဲ့ဒီအစီရင်ခံစာပေါက်ကြားလာခဲ့တာပါအဲ့နောက်ထရမ့်ကသတင်းတူ CNN နဲ့ကြာရှုံးနေတဲ့ New York Times ကိုပူးပေါင်းပြီးတမိုင်းမှာအအောင်မြင်ဆုံးစီးရဲတိုက်ခိုက်မှုတစ်ရက်ကိုတိုက်ခါကြောက်အောင်လုပ်နေတာသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ် ်အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার စခန်းတွေလုံးဝပျက်စီးသွားပြီဖြစ်တယ်လို့လည်းသူပိုင်တဲ့ Truth Social ပေါ်မှာ Trump အနေနဲ့အတည်ပြုထားပါရီပန်ဒဂွန်စစ်ထာနာချုပ်ရဲ့ထောင်လန်းရေးအကဲဖြတ်ချက်အရတော့အီရန်ရဲ့ယူရေနီယံတန့်စင်ရေးစက်တလက်တွေဟာအများအားဖြင့်မထိကိုက်ပဲရှိနေသေးပြီးတက်ရောက်မှုတွေဟာမြေပေါ်အဆောက်အုံတွေမှသာဖြစ်တယ်လို့သုံးသပ်ထားပါရီဒါအပြင်နျူကလ িয়ার စခန်းနှစ်ခုရဲ့ဝင်ပေါက်တွေပိတ်သွားတာက တချို့သောအဆောက်အုံတွေပျက်စီးထိခိုက်ခဲ့ပေမဲ့လည်းမြေရောက်အနှက်ထဲမှာရှိနေတဲ့အဆောက်အုံတွေအပေါ်တော့တိုက်ရောက်မှုမရှိခဲ့ဘူးလို့သုံးသပ်ထားခဲ့တာဖြစ်ပါရည်။ဒါကြောင့်အီရန်ဘက်ကမြေပြန်တူးဖို့နဲ့ပြန်လည်ပြုပြင်ဖို့ဘလောက်အချိန်ယူမလဲဆိုတဲ့အပေါ်မူတည်ပြီးနျူကလ িয়ার စီမံကိန်းကို ပြန်ဆနိုင်ခြေရှိတယ်လို့ဖော်ပြထားပါရည်။အီရန်ဟာတပ်ဆင်ပြီးသားယူရေနီယံအချို့ကိုလည်းတိုက်ခိုက်မှုမဖြစ်ခင်တည်းကရွှေ့ထားပြီးဖြစ်တယ်လို့ယူဆထားကြပါရည်။ အစ္စရေးနဲ့အီရန်ကြားအပြစ်ခတ်ရက်စဲပြီလို့ကြေညာခဲ့ကြပြီးနောက်ချိုးဖောက်မှုတွေရှိခဲ့တဲ့အလျောက်ထရမ်ပကနှစ်ဖက်စလုံးကိုချိန်ပေါင်းခဲ့တဲ့အပြင်လက်ရှိအချိန်ထိတော့အခြေအနေတည်ငြိမ်နေသေးတယ်လို့သိရပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ နယ်သာလန်နိုင်ငံတဟိတ်မြို့မှာအမေရိကန်ကနေဒါနဲ့ဥရောပနိုင်ငံအများစုပါဝင်တဲ့နေဒိုးမဟာမိတ်အဖွဲ့ကနှစ်စဉ်ပြုလုပ်နေကြထိပ်သီးအစည်းအဝေးကိုကျင်းပနေပြီဖြစ်ကြောင်းသိရပါဗျာ။ ဇွန်လ24နဲ့25ရက်နေ့တွေမှာနှစ်ရက်တာကျင်းပသွားမယ့်ဒီထိပ်သီးဆွေးနွေးပွဲကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့ဒုတိယသက်တမ်းအတွင်းပထမဆုံးအကြိမ်တက်ရောက်လာခဲ့ပါတယ်။လက်ရှိနေတိုးအဖွဲ့ရဲ့အထွေထွေအတွင်းမှုချုပ်မက်ရူတဲကလည်းနယ်သာလန်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့အလျောက်သူ့မိခင်နိုင်ငံမှာဒီအစည်းအဝေးကိုဥဆောင်သွားရဖို့ရှိနေပါတယ်။အိမ်နောက်ယူကရိန်းပေါ်ရုရှားကျူးကျော်မှု အမေရိကန်ရဲ့အနာဂတ်သဘောထားနဲ့ နေတို့အဖွဲ့ဝင်နိုင်ငံတွေကြားကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ရေးနဲ့ပတ်သက်ပြီးအခြေလဲဆွေးနွေးကြမယ်လို့မျှော်မှန်းထားကြပါတယ်။ဒီစီရေးမဟာမိတ်အဖွဲ့ရဲ့ကာကွယ်ရေးအတွက်အမေရိကန်ဟာငွေကြေးပမာဏအားဖြင့်အများဆုံးထည့်ဝင်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပြီး2024ခုနှစ်မှာဆိုရင်ဒေါ်လာ935ဘီလီယံထိရှိခဲ့ပါတယ်။ဒါဟာအမေရိကန်အတွက်စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ရဲ့3.2%ခန့်ဖြစ်တယ်လို့ အခြားအဖွဲ့ဝင်နိုင်ငံအလုံးပေါင်းရဲ့ကာကွယ်ရေးအသုံးစရိတ်ထက်လည်းနှဆနီးပါးရှိပါ रे တဖက်မှာ GDP ရာခိုင်နှုန်းအရဆိုရင်တော့2024ခုနှစ်တွင် ပိုလန်နိုင်ငံဟာ4.1ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ခဲ့ပြီးအက်စတိုးနီးယားနဲ့လက်ဗီးယားနိုင်ငံတွေက3.4ရာခိုင်နှုန်းစီထဲဝင်ကဒုတိယနေရာကိုပိုင်ဆိုင်ထားပါ रे နေတို့ဖွဲ့ဝင်စုစုပေါင်းရဲ့၃ပုံ၃ပုံလောက်ရှိတဲ့နိုင်ငံ၉ခုကတော့ GDP ရဲ့200ခန့်လုံးထည့်ဝင်ရမယ်ရှိပြီးသားသတ်မှတ်ချက်ကိုတော့မပြည့်မီသေးဘူးဆိုပြီးဖော်ပြထားပါတယ်။မကြသေးခင်ကမှအသက်သတ်မှတ်လိုက်တဲ့သဘောတူညီချက်အရ GDP ရဲ့900ခန့်လုံးကိုထည့်ဝင်ရမှာဖြစ်ပြီး ပင်မကာကွယ်ရေးနဲ့လုံခြုံရေးလိုမျိုးဆက်ဆက် number မှာအသုံးပြုသွားမယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်အတွင်း GDP ရဲ့တိတိတမ200ခန့်လုံးသာထည့်ဝင်ခဲ့တဲ့စပိန်နိုင်ငံဟာအ ਨੇ စုံဖြစ်ခဲ့တဲ့အလျောက် နမည်ဆိုးနဲ့ကြော်ကြားတယ်ဆိုပြီး Trump အနေနဲ့ဝေဖန်ခဲ့ပါရီနေတိုးအဖွဲ့အကြီးအကဲ Mark Rutte ကတော့ Trump ကိုအဖွဲ့ဝင်နိုင်ငံတွေရဲ့အသုံးစရိတ်ထည့်ဝင်မှုတက်လာအောင်တွန်းအားပေးနိုင်ခဲ့တယ်ဆိုပြီးချီးကျူးခဲ့ပါရီဒါ့အပြင်အခုနှစ်တွင်ဥရောပနဲ့ကနေဒါဟာယူကရိန်းအတွက်ဒေါ်လာ35ဘီလီယံဘိုးစီးရဲအကူအညီပေးဖို့ရာကတိပြုထားပြီးဖြစ်တယ်လို့လည်းဖြည့်ဆွတ်ပြောသွားပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ဇွန်လ24ရက်နေ့ကယူကရိန်းနိုင်ငံနီပရိုပက်ထရိုဖ်ဒေသကိုရုရှားရဲ့ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်တေဆုံးသူ၁၆ဦးထိမြင့်တက်လာခဲ့တယ်လို့သိရပါတယ်အရင်ကကလင်းငယ်ရီနဲ့အတူယထာစီခီးတယ်ရီအပါအဝင် လူပေါင်းတရာကျော်အထိဒဏ်ရာရခဲ့တဲ့အတွက်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ရှုတ်ချပြောဆိုသွားခဲ့ပါရယ်ရုရှားရဲ့ဒီတစ်ခေါက်တိုက်ခိုက်မှုတွင်ဇပိုရီရှားမြို့ကိုဥတီနေတဲ့ခီးတဲ့တင်ယထာတစဉ်ပျက်စီးသွားတယ်လို့လည်းယူကရိန်းအာဏာပိုင်တွေဘက်ကအတည်ပြုပါရယ်အဲ့ဒီအဖြစ်အတွင်းဒဏ်ရာရခဲ့သူတွေထဲမှာကလင်းငယ်18ဦးထိပါဝင်ပြီးနောက်ထပ်12ဦးဟာစိုးရင်ဘွဲရအခြေအနေမှာရှိနေတယ်လို့ဖော်ပြထားပါရယ်အဲ့နော် အံ့ဩထိတ်လန့်နေကြတဲ့မြို့ကန်တွေကဆူဆူရွရွပျက်စီးနေတဲ့တိုက်ခန်းအဆောက်အုံတွေနဲ့ပျက်စီးသွားတဲ့ကားတွေကိုပါလိုက်လံကြည့်ရှုခဲ့ကြပါရစ်။ဒါအပြင်အနီးနားမှာရှိနေတဲ့ဖះကြောင်တစ်ခုတွင်ပြတင်းပုတ်တွေလင်းစွင်သွားကအပျက်စီးတွေပြန့်ကျဲနေတာလဲတွေ့ရပါရစ်။ဒါဟာယူကရိန်းမှာကြီးထွားလာနေတဲ့ကာကွယ်ရေးကဏ္ဍအတွင်းရင်းနှီးမြှုပ်နှံမှုတွေမြင့်တင်ဖို့ရာသမ္မတဇယ်လန်စကီက နေတိုးဖွဲ့ဝင်နိုင်ငံတွေကိုဖိအားပေးတောင်းဆိုနေခြင်းလည်းဖြစ်ပါရည်ယူကရိန်းစစ်ပွဲစတင်ပြီးချိန်ကတည်းကရုရှားဟာအီရန်ပံ့ပိုးပေးထားတဲ့ရှာဟစ်ဒရုန်း2900နီးပါးကို အသုံးပြုခဲ့တယ်ဆိုပြီးဇယ်လန်စကီအနေနဲ့ဆွဆွဲထားခဲ့ပါရည် have shut down most of these drones without your solidarity now that the dinbo အနေနဲ့ကိုလံဘီယာနိုင်ငံဘယ်ရိုမြို့မှာမြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ၁၀ဦးထိသေဆုံးခဲ့ရပြီးနောက်ထပ်၅ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အရိဖြစ်ရဲ့အတွင်းအခြား15ဦးလည်းပျောက်ဆုံးနေသေးတယ်လို့ဇွန်လ24ရက်နေ့မှာအစိုးရအာဏာပိုင်တွေအနေနဲ့အတည်ပြုသွားပါတယ် အန်တီယိုကီယာမြို့ရဲ့အုပ်ချုပ်မှုဖြစ်သူကတော့ဘေးလွယာရွှေ့ပြောင်းနိုင်ဖို့အရေးကြီးပါတယ်။အသက်ဟာပထမဆုံးဦးစားပေးကိစ္စပါဆိုပြီးမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ဇွန်လ24ရက်နေ့အစောပိုင်းမှာမြေပြုံမှုဖြစ်ပွားခဲ့ပေမဲ့လည်းနောက်ဆက်တွဲဖြစ်ရတွေပါရှိလာနိုင်တဲ့အတွက်အာဏာပိုင်တွေကဒေသခံမိသားစုတွေကိုဘေးလွယာစီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။အဲ့ဒီဖြစ်ရအတွင်းကိုယ်တိုင်ကြုံခဲ့ရသူတဦးကတော့ မြေမုံတွေအောက်မှာမိသားစုတွေအများကြီးရှိလုံနေပါတယ်။သူတို့တော်တော်နဲ့နဲ့ထဲနစ်မြုပ်သွားခဲ့ပြီးခဝဲဝဲအထိရောက်သွားလောက်ပါတယ်။ဒါပေမဲ့သူတို့ကိုပြန်ရှာတွေ့နိုင်မယ်လို့ယုံကြည်ထားပါတယ်ဆိုပြီးပြောပြခဲ့ပါတယ်။အဲနောက်ဒေတာကန်တွေရဲ့အကူအညီနဲ့အတူ ရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့တွေကို အာနာပိုင်တွေကနေရာချထားတာတွေ့ရပါတယ်။ဒါအပြင်ယာယီခလုံရေးစကန်တွေထူထောင်ပြီးဘေးဒဏ်အသင့်မိသားစုတွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပံ့ပိုးကူညီမှုတွေပါလှုပ်ဆောင်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အကဲအစတစီအတာပါတ်ပေါ့ကဲလ်မော်ရိုဗီနီအစီနောက်ဆုံးတင်ဆက်ပေးမှာကတော့ American အရှိမြောက်ပိုင်းကအထက်အမျိုးကြီးတွေမှာတန်းနဲ့ချီတဲ့နေထိုင်သူတွေဟာပြီးခဲ့တဲ့အင်္ဂါနေ့တွင်စံချိန်တင်အပူချိန်ကိုရင်ဆိုင်ခဲ့ရတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါဟာပြီးခဲ့တဲ့အပတ်ထဲကဒေတာအများပြားကိုပြောင်းနိုင်ခဲ့တဲ့အပူလှိုင်းရဲ့အဆိုးရွားဆုံးနေ့ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းထားကြပါရည်။နယူးယောက်မြို့ရဲ့နာမည်ကျော် Central Bank မှာတော့အပူချိန်38 degree Celsius အထိရောက်ရှိခဲ့ပြီးအဲ့ဒီ area ရဲ့အမြင့်ဆုံးအပူချိန်ဟောင်းထက်ကျော်လွန်သွားနိုင်ခြေရှိလို့နေပါရည်။ Georgia, Carolina, Virginia, Maryland နဲ့ Pennsylvania လိုမျိုးမြောက်ပိုင်းပြည်နယ်တွေအပါအဝင် အမေရိကန်အရှေ့ပိုင်းကအခြားဒေသတွေမှာလည်းအပူချိန်စံချိန်တင်မဲ့အလားလာကိုရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ဖော်ပြထားပါတယ်။အရှေ့ပိုင်းမှာရိုက်ခတ်နေစေအပူလိုင်းတွေကြောင့်မြစ်တက်လာတဲ့လျှက်စစ်တအားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်အမြင့်ဆုံးအင်အားနဲ့လျှက်စစ်တအားစက်ရုံတွေလက်ပတ်ဖို့အတွက်ပါအာဏာပိုင်တွေကညွှန်ကြားထားပါတယ်။နယူးယောက်မြို့တွယ်အကြီးအကဲကြတဲ့လျှက်စစ်တအားပေးလုပ်ငန်း Gun Edison ကတော့ အခုလိုမျိုးပူပြင်းတဲ့အပူရှင်ကြောင့်လျှက်စစ်မီကိုခိတ္တပြတ်တောက်စေခဲ့တယ်ဆိုပြီးထုတ်ပြန်ထားခဲ့ပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ K ဆက်နိုင်ပါ